။အဲညုံတော့အရကတတော်အေတမှုချုပ်ဘုချုပ်ထွန်းမြနိုင်ဟာဩဂတ်လ30ရက်နေ့ကရခိုင်ပြည်နယ်မောင်တုံးမြို့ကိုသွားရောက်ပြီးမြို့ကန်မွတ်စလင်အတိုင်းဝိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာမောင်တုံးမြို့ကန်မွတ်စလင်မော်လဝီဆရာတပါးကမြို့မကြာမီပလီကိုပြန်လည်ဖွင့်လှစ်ပေးဖို့တင်ပြတောင်းဆိုခဲ့ရာဘုချုပ်ထွန်းမြနိုင်က ဖွင့်လှစ်ခွင့်ပေးဖို့ညွှန်ကြားခဲ့တာလို့ မောင်နှမမွတ်စလင်အတိုင်းဝန်းကအရာတွေကိုပြောပါရယ်။အဲဒီနောက်နှစ်ပတ်ကြာစက်တမ12ရက်နေ့မှာတော့မောင်နှခရံချူရီအဖွဲ့တို့ကမြို့မချားမေပလီကိုပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့သိရပါရယ်။အဲဒီပွဲကိုအေးအေးရဲမောင်နှခရံတာဝန်ရှိသူတချို့အပါအဝင်ပလီကောဘက်ကအဖွဲ့နဲ့မွတ်စလင်ရေးရကောင်စီတို့လည်းတက်ရောက်ခဲ့ကြပါရယ်။ကျွန်တော်နဆစ်တရနဲ့အစီအစဉ်တစ်ခုမှလာပါရယ်အစီအစဉ်မှလည်းတောင်းပါပါတယ်မဟုတ်လို့ဒီတော့ یہ تمسی اگلا تمسران سیٹ گلا بڑے اب مالی تم بڑے مومی لوگ لاس رہے ہوا تو یہ پلی سو جنور گیلے گیلے بائے موٹ مولی اچھے اچھا سارے نال بت امن تو مورا ٹاؤ ساری ناپائی بڑے ဒီရပ်နဲ့အမရအမရန်ပရိုဆာမောင်တို့မျိုးနဲ့မျက်နှာပေါ်ဆူလေးဖဲပါတယ်ဘူပမ်ပီးစာကောင်းကောင်းကျေးဇူးတော်ပါဘူးဒီကြမဲပလီက2012ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်ရခိုင်ပြည်နယ်မှာလူမျိုးရေးပရိပခဖြစ်ပွားစဉ်ကလေးကဝေပြုခွင့်ပိတ်ပင်ခံခဲ့ရတာပါ။ ။အဲဒီနောက်အစိုးရအပြောင်းလဲတွေရှိခဲ့ပေမဲ့လည်းဂျာမေဘလီကိုတော့ပြန်လဲဖွင့်လှစ်ခြင်းမရှိခဲ့ပါဘူး။2024ခုနှစ်ဒီဇင်ဘာလမှာတော့မောင်တော်မျိုးကိုအေအေကအလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်။အခုအေအေပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့မြို့မဂျာမေဘလီဟာမောင်တော်မျိုးရဲ့အထင်ကရနေရာတွေထဲကတစ်ခုဖြစ်တယ်လို့မောင်တော်မျိုးနဲ့တစ်ခုလုံးမှာအကြီးဆုံးဘလီလည်းဖြစ်တယ်လို့မြို့ကမိုးစလင်အတိုင်းဝန်ကပြောပါဗျ။ဒီနေ့ကလေကျွန်တော်တို့မောင်တော်မျိုးရဲ့တမိုက်တစ်ချောင်းလုံးတော့ အမတန်မှသမိုင်းဝါရီအကန္နာတခုဖြစ်ပါလေအကန္နာစာဇာဘရလုံးလုံးစုကလွန်ခါရဲ့လိုက်ပေါင်းအဆက်စစ်ကရေပိုက်ဘာသာပေါင်းစုံပူပေါ်ပြိကပလီထီမှရေပိုက်သဟဇာရနဲ့လောခဇာမရှိခရတွေ့ကောအနိကလူမျိုးပေါင်းစုံကျွန်တော်တို့ဂျာမေပလီမှာလာပြိကအစီဝေးတန်တော်ခတ်သည်ကျွန်တော်တို့ရဲ့ ရှေးရီတိုင်းပြည်တည်ဆောက်ရေးမှာအလွန်ကိုအရေးကြီးတယ်လက်သက်ကြိုးလေးဖြစ်ပါတယ်မောင်နှမမြို့နယ်တစ်ခုလုံးမှာနေထိုင်သူ၄သိန်းကျော်ရှိပြီးအစ္စလမ်ဘာသာကိုးကွယ်သူတွေအများဆုံးနေထိုင်ကြကြောင်း၂၀၁၄ခုနှစ်သကောင်စင်းအချက်အလက်တွေရသိရပါဗျ။ စစ်တပ်အဆက်ဆက်အုပ်ချုပ်ခဲ့စဉ်ကရခိုင်နဲ့မွတ်စလင်လူမျိုးတွေကြားပြိပက္ခဖြစ်ပြီးမသိမြအောင်သွေးထိုးအုပ်ချုပ်ခဲ့ပေမဲ့အေးအုပ်ချုပ်ချိန်မှာတော့အနှစ်ဖက်အတိုင်းဝိုင်းကြားချစ်ကြည်ရေးကိုဆောင်ရွက်ပေးနေကြောင်းမောင်နှောခရိုင်မွတ်စလင်ရေးရာကောင်စီရဲ့ဒုတိယဥက္ကဋ္ဌဦးမောင်ဘအေးကပြောပါရယ်အဲကောဆိုင်ကောင်စီလာထမကြားကကျွန်တော်တို့ကိုဒီပေါ်ရောနေနီနပတ်တဲ့ဝိုင်းကိုပူပေါင်းဖို့ကမပြီးပါဘူးဘောဘောတူတူလိုက်ဘောဘောတူတူလိုက်ဘော sisiro no mafenema agunja na jenero lesi asuraga ya chengu kuda saura pili atakwa jenero ko bigi tahara za tahara da phaila ro polura ba ne son no kusura ga no samdi ro ona ra tuga kusu jenero ji pali pa ma mali lumbe pon ro bare mangla sa atiti mali ta lumbe pon la ke bare saralo ke thime ma sulu jenero to me mala bare mangla sa mali jenero to me mala bare aika ya pa la lila ta ne bare zero sa ti ma le pa ga mu ko mishi ba bu သူစားရသူရောကိုစားရကိုရောရပြန်ပါခံကမှုတက်တပေါတပေါခံကမှုတော့မရှိပါအောင်တော်မြို့မှဂျာမေပလီကို1818ခုနှစ်မှာမွတ်စလင်အလူရှင်တဦးရဲ့ထောက်ပံ့မှုနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့တပ်တန်းအဖြစ်209နှစ်ရှိခဲ့ပါပြီ။ လက်ရှိအချိန်ဟာအေအေကရိုဝင်ဂျာတွေအပေါ်မှာလူခွင့်ချိုးဖောက်မှုတွေကျူးလွန်နေကြောင်းနဲ့မောင်နှောခရိုင်ပူတီတောင်မြို့နယ်ထန်းရှောက်ခံရွာမှာရိုဝင်ဂျာရွာသား600လောက်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းလူခွင့်အဖွဲ့တွေနဲ့ရိုဝင်ဂျာရေးတက်ကြွလှုပ်ရှားသူတွေကဆွဆွဲထားခြင်းလည်းဖြစ်ပါတယ်။ဒါပေမဲ့အေအေကတော့ထန်းရှောက်ခံရွာကတည်ဆုံရုပ်အလောင်းတွေဟာအနာဒိစတဲ့နဲ့လောက်ခံတွေရဲ့တိုက်ပွဲအတွင်းကရုပ်လောင်းတွေသာဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ဒီဆွဆွဲချက်တွေဟာအခြေမြတ်မရှိတဲ့လောက်ကျန်ဖန်တီးမှုတွေသာဖြစ်တယ်လို့အေရဲ့ပြောခွင့်ရသူဥခိုင်ဒုက္ခကတုံ့ပြန်ထားပါရဲ့ရှင်။